Guten Tag ba. Keine nicht ga kwacha cha ga ba phin ma le. Di ni video le the ma a ra o pyo pya be ba me. အော်အားလုံးပဲမင်္ဂလာပါဒီချက်ကတော့ a study deutsch ကဒီချက် ally ignasha ပဲဖြစ်ပါတယ် a1 ចောင်းသားအများစုပေါ့เนาะ a1 a2 အများသောအဖြစ်တော့ a1 ចောင်းသားအများစုမေးတတ်တယ် kind နဲ့ niche က kind ဆိုတာ kind kind နဲ့ပေါ့เนาะ kind တို့ kind နဲ့တို့ပြီးတော့ niche တို့ကဘာကွာခြားမှုရှိတာလဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီနေ့ video ထဲမှာပြောသွားပါမယ်အဲ့တော့တကယ်တော့လေဒီဟာက ကျောင်းသားတွေကိုရှင်းပြဖို့အတွက်ပေါ့နော်ဗီဒီယိုလုပ်ရင်းနဲ့မှဒီအတန်းတရာကျောင်းသားတွေကိုရှင်းပြဖို့ဗီဒီယိုလုပ်ရင်းနဲ့မှအာ YouTube မှာလည်းတစ်ခါတင်လိုက်မယ်ပေါ့နော်တခြားမေးချင်တဲ့သူတွေလည်းရှိမှာပဲဆိုပြီးတော့ဗီဒီယိုလေးလုပ်ဖြစ်သွားတာပေါ့နော်ဗီဒီယိုလေးတင်ဖြစ်သွားတာပါဟုတ်ပြီအဲ့တော့ကြည့်ကြည့်အောင်အဲ့တော့အခု niche တို့နှစ်ခုအကျိုးတိတ်ပြီးကွာနေရတော့မဟုတ်ဘူးအတိတ်တွေကတူတူပဲ grammar လေးပဲ အဲ့တော့အခုကျဲမှာ screen လေးမြင်ရမယ်နဲ့တူပါရယ်နော် niche နဲ့ kind နဲ့ kind ဆိုတာကတော့လေသူ့ရဲ့ဟို gender alike ပေါ့နော် masculine နဲ့ neutral လို့ဆိုရင် kind ဖြစ်တာ feminine ဆို kind နဲ့ဖြစ်သွားတာအဲ့တော့ niche နဲ့ kind kind နဲ့အတိတ်ပဲအတူတူပဲနှစ်ခုလုံးက negative ပြတာ negative ဆိုတာ negative ကိုပြောတာညင်းတာပေါ့နော်အဲ့တော့နှစ်ခုလုံးကအညင်းနေပြီပဲ နှစ်ခုလုံးအငင်းနေပြီပဲ niche ကလည်းငင်းတာပဲခိုင်းခိုင်းနဲ့ကလည်းငင်းတာပဲပေါ့နော်အဲ့တော့ niche ကိုတော့ပုံမှန်အဖြစ်ကျ not not နဲ့မှတ်တဲ့ခိုင်းခိုင်းနဲ့ကို no ပေါ့နော်အဲ့တော့ဒါကတော့ကျောင်း general မှတ်လိုက်တာ niche က not เนาะခိုင်းခိုင်းနဲ့ no no ဆိုပြီးတော့မှတ်လိုက်တယ်ဟိုတူတူပါပဲ not နဲ့မှလည်းရတော့ရပါတယ်နော် niche ခိုင်းခိုင်းနဲ့ပေါ့ general အဖြစ်နှစ်ခုလုံးကငင်းတာပဲအတိပဲတူတူပဲအဲ့တော့အတိပဲနဲ့ပတ်သက်ပြီးတော့တူတယ်ကွဲသွားတာကသူတို့က grammar မှာမတူတာ အဲ့တော့ grammar မတူဘူးပေါ့ grammar မတူဆိုတော့ကျုပ်ဒီမှာကြည့်လိုက်မယ်ဆိုရင် niche ကဘာမဆိုအကုန်ညင်းလို့ရတယ်နော် niche ကဘာမဆိုအကုန်ညင်းလို့ရတယ်လို့ပြောလိုက်တဲ့အခါမှာ buff တွေကိုလာညင်းလဲရတယ် buff တွေကိုညင်းလဲရတယ် adjective တွေကိုညင်းလဲရတယ် adverb တွေကိုလာညင်းလဲရတယ်နော်ဒါမှမဟုတ်အချိန်နေညင်းအောင်မလားနော်အချိန်နေမှာ site ဘောနော်အဲ့တော့အချိန်နေ temporal လို့တောင်းလိုက်ပါမယ် နော် tempora အဲ့တော့ tempora ဆိုတာကျအချိန်ပြပုတ်ကိုပြောတာ tempora ကိုမြင်မလားဘာလို့ grammar ရပေါ့လောခနေရာပြပုတ်ကိုမြင်မလားအဲ့တော့တနည်းအားဖြင့်လေဘာညင်ညင်ကိုရတယ် niche ကဘယ်ဟာမဆိုသုံးလို့ရတယ်အော်ပြီးတော့နောက်ဆုံးအရေးကြီးဆုံးတစ်ချက်နေနဲ့ noman noun ပေါ့နော် noun ကိုဂျာမန်လို noman လို့ခေါ်တယ်အဲ့တော့ noman noun ကိုပဲမြင်မလား niche ကဘာမဆိုအကုန်လုံးကိုမြင်လို့ရတာနော်အဲ့တော့ noun ဖြစ်တဲ့စာအုပ်တို့ခဲတဲ့ noun ကိုပဲလာမြင်မလား လိုခါပြတဲ့နေရာပြပုံနော်ရန်ကုန်မှာမန္တလေးမှာအဲရန်ကုန်တို့မန္တလေးတို့ကျောင်းတို့အလုပ်တို့အဲ့လိုမျိုးနေရာပြပုတ်ကိုညင်းမလားအချိန်ပြဖို့ဖြစ်တဲ့ထမ်ပိုရာဆိုတာကဒီနေ့မနေ့ပြန်အခု တခါတရံဟောနော်တနင်္လာနေ့မှာအဲ့လိုမျိုးအချိန်ပြပုတ်ကိုညင်းမလားအက်ဂျစ်တစ်ကိုညင်းမလားအက်ဂျစ်တစ်ဆိုရင်ဥပမာပီတာကပြေးတာမြန်တယ် Chanel ပေါ့နော် Chanel ဆိုရင် National ပြေးတာမမြန်ဘူးဆိုပြီးတော့ National ပဲညင်းမလား buff ကိုညင်းမလား advert ကိုညင်းမလားเนาะကြိုက်တာအကုန်ညင်းလို့ရတယ် advert ဆိုတာကတော့လေဂျာမန်ဘာကဟို temporary လာတာများတယ်เนาะ advert ဆိုရင် whiter ဒီနေ့ဖြစ်တဲ့ whiter တို့ today တို့အဲ့လိုမျိုးလေးလာတာများတယ်เนาะဂျာမန်ဘာကကြာဘာလို့လဲဆိုတော့မြန်တော့မြန်တော့မြန်မြန်က adjective တခုပဲเนาะမြန်စွာမြန်မြန်ဆိုပြီးတော့ adverb တိတက်မထုတ်ဘူးဂျာမန်ဘာဟုတ်ပြီအဲ့တော့အကုန်လုံးပေါ့နော် general ချုပ်ရမယ်ဆိုရင်အကုန်လုံးပဲဘယ်ဟာမဆိုလာပြီးတော့ညင်းလို့ရတယ် niche က သို့တော်လည်းပဲခိုင်းခိုင်းတည်းရကြတော့တစ်ခုပဲညင်လို့ရတယ်အဲ့တော့တစ်ခုပဲဆိုတော့ဘာလဲဆိုတော့ on page tension norman on page tension norman ဖြစ်တဲ့ norman နောက်အောင်မှာအရှိက on page တင်ကတ်နေတာ on page တင်ကတ်နေရလို့ပြောလိုက်တဲ့အခါမှာ singular တွေကကြတော့ i i နဲ့နဲ့သွားတယ် on page တင်ပေါ့နော် on page တင်လို့ကြောပြောတဲ့အခါမှာ singular ဖြစ်တဲ့အနေကိနေကြတော့အဲ့ norman နောက်နေက i i နဲ့နဲ့ပြတတ်တယ် floral found နေရာကြတော့သူတို့ကဘာမှမရှိဘူးเนาะအဲ့တော့အရှိရာ article ဘာမှမရှိဘူးအဲ့တော့ပြန်ပြောရမယ်ဆိုရင်ခိုင်းခိုင်းနဲ့ညင်းတာကြတော့ခိုင်းခိုင်းနဲ့တစ်ချိန်ပဲညင်းလို့ရတယ်ဟိုအတိတ်ပဲညင်းတာပဲเนาะနှစ်ခုလုံးကတူတူပဲအတိတ်ပဲတူတူပဲ grammar ပဲကွဲတာအဲ့တော့ခိုင်းခိုင်းနဲ့ကြတော့ on page tinted norman သူက norman noun မှာ noun ဖြစ်တဲ့ norman လို့ပြောလိုက်တဲ့ဆိုရင်ကျတော့ ဟိုအရှိမှာ daddy test ရှိရလဲရှိတယ်နော် daddy test ဆိုတာ patient article patient definite ဖြစ်တာ daddy test တည်းရှိတဲ့အဲ့တော့ patient article ကြီးလဲတွဲတက်တယ် my mind နဲ့ဆိုပြီးတော့ possessive ပိုင်ဆိုင်မှုပြတာတွေလဲတွဲတက်တယ်တခါလေကြာနောက်ပိုင်းမှာ demonstrative ဖြစ်တဲ့ this to these to လေ these to this to အဲ့ဒါကြီးလဲရှိသေးတယ် အဲ့တော့ no man noun လို့ပြောလိုက်ရင်ခိုင်းခိုင်းနဲ့ no man noun တွေကိုညင်းတာမဟုတ်ဘူး on page tinted no man noun တခုပဲလာပြီးညင်းလို့ရတာအဲ့တော့ on page tinted no man noun ဆိုတာ singular မှာ i i နဲ့နဲ့သွားတယ် plural form ဆိုရင်အရှိမ article မရှိဘူးဘာဘာမှမထည့်ဘူးအဲ့လိုမျိုးအားယူညင်းတဲ့အခါမှာပဲသုံးလို့ရပါတယ်ပေါ့နော်အဲ့တော့ဒါကတော့သူရဲ့ difference on that she difference ဖြစ်ပါတယ် niche ကဘာမှဆိုအကုန်ညင်းလို့ရတယ်ခိုင်းခိုင်းနဲ့ကြတော့သူက on page tinted no man တွေကိုပဲညင်းလို့ရပါတယ် ဒါတစ်ချက်ပေါ့အဲ့တော့ niche ကခုနကျော်ပြောတော့လို့အကုန်ညင်းလို့ရတာဖြစ်တဲ့ကြောင့် niche က no man noun နေเนาะဒီအောက်မှာရေးထားရင် no man noun အကုန်လာညင်းလို့ရဘယ်ဟာမဆိုအဲ့တော့ be sure ဒီက daddy does နဲ့ပဲတွဲတွဲ my mind နဲ့ပိုင်ဆိုင်မှုပဲပြက်ပြာเนาะ own patient ဖြစ်တဲ့ i i နဲ့ဆိုရင်တော့ niche နဲ့လာညင်းလို့ရတယ် grammar ရရတယ် grammar ရ i i နဲ့ကို niche နဲ့လာညင်းလို့ရတယ်သို့တော်လည်းပဲကြားရတာကျိုးနည်းနည်း natural method ဘောเนาะကြားရတာနည်းနည်းတစ်မျိုးကြီးဖြစ်နေ grammar ရတော့မှန်တယ်ဒါပေမဲ့ကြားရတာတစ်မျိုးကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ niche ကို on page တန်းနိုမန်လည်းညင်းလို့ရတော့ရတာပဲဒါပေမဲ့ on page တန်းနိုမန်ဆိုရင်ခိုင်းခိုင်းနဲ့နဲ့ပဲလာညင်းပေးမယ် ခိုင်းခိုင်းနဲ့နဲ့ပဲလာညင်ပေမဲ့ဘာလို့လဲဆိုရင်ခိုင်းခိုင်းနဲ့ကအဲ့တခုပဲညင်လို့ရတာမလို့အဲ့တခုဆိုရင်တော့သူ့ဦးစားပေးပြီးသူ့ကိုပဲညင်ပေးမယ်ပေါ့နော်သူ့ကိုပဲညင်ပေးမယ်သူက natural sun နဲ့ဟို normal noun ဒီ niche တွေကအကုန်တော့ညင်လို့ရတယ်နော် on patient ထား normal noun မှလာညင်လို့ရတယ် niche နဲ့ဒါပေမဲ့ ိုင်အိုင်နဲ့ရှိမှနေရှိထဲလိုက် grammar ရမှန်မယ်မဲ့ကြားရတာတမျိုးပဲအဆင်မပြေဘူးကြားနေကြလည်းမဟုတ်ဘူးအဲ့ဒါကြောင့်မလို့အာ natural မဆန်ဘူးပေါ့နော်အဲ့တော့အသုံးများတဲ့ပုံမှန်သုံးဖြစ်တဲ့ on patient normal now i i နဲ့ဆိုရင်ခိုင်းခိုင်းနဲ့နေလာညင်ပေးပါမယ်ဟုတ်ပြီအဲ့တော့ by speech excel ပေါ့နော်ကိုပိုင်ဥပမာလေးတိစောက်ကြည့်အောင် each arbeite nicht နော်ကျွန်တော်အလုံးမလုပ်ပါဘူး each arbiter ကျွန်တော်အလုံးလုပ်တယ် niche ဆိုတော့အလုံးမလုပ်ဘူးပေါ့နော် each arbiter niche ကျွန်တော်အလုံးမလုပ်ဘူး niche က buff ရဲ့နောက်ရောက်သွားတယ် buff တွေကိုညင်းမယ်ဆိုရင် niche က buff တွေရဲ့အနောက်ကိုရောက်သွားတယ်အဲ့တော့ buff ကိုညင်းတယ်ပုံမှန်ဆိုရင်တော့ niche ကလေကိုညင်းကျင်တဲ့စကားလုံးရဲ့အရှိမလာထားတာပုံမှန်ဆို niche ကကိုညင်းကျင်တဲ့စကားလုံးရဲ့အရှိမလာထားတာ buff ဆိုရင်တော့အနောက်ကိုရောက်တယ်စာကြောင်းရဲ့နောက်ဆုံးကိုရောက်တယ်ပေါ့နော် buff ကိုညင်းတယ်ဆိုရင်အဲ့ niche ကစာကြောင်းတစ်ကြောင်းလိုပဲနောက်ဆုံးရောက်တာ buff ကလွဲလို့ကျန်တာညင်းတဲ့အချိန်ဆို niche ကအမြဲတမ်းသူ့ညင်းကျင်တဲ့စကလုံးပဲအရှိမပဲအဲ့တော့နောက်တစ်ခုထပ်ညင်းကြည့်ရအောင်음 peter peter liant niche chanel နော် peter လေးလာတာမမြင်အောင် niche chanel chanel adjective ပေါ့နော် မြန်ဆန်တော်ဆိုတဲ့ဟာကို niche နဲ့ညင်လိုက်တယ်ဒါဆို niche က channel တူညင်းကျင်တဲ့ channel ရဲ့ရှေ့မှာပဲကပ်ပြီးတော့ရှိတယ် niche ကကိုညင်းကျင်တဲ့စကလုံးရဲ့ရှေ့မှာလာထားလို့ရတယ်အဲဒီခါကျရင် channel adjective ဆိုရင် adjective ရဲ့ရှေ့မှာလာပြီးတော့ထားပေးမယ်ကပ်ပြီးတော့ထားမယ်ပေါ့နော်ဒီတော့ရင် ish ich stehe nicht um 6 Uhr auf ကျွန်တော်က6နာရီမှအိပ်ရထားတာမဟုတ်ဘူး um 6 Uhr 6နာရီမှအချိန်ပြဖို့ကိုညင်တာပေါ့နော် niche ကအချိန်ပြဖို့ရဲ့ရှေ့မှာနေပါတယ်အဲ့တော့ niche နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်လေဒီခါလေကြရင်ចောင်းသားတွေကမိတတ်တယ် niche ကဘယ်နာထားရမလဲဆိုတာအဲ့တော့ niche ကဘယ်နာထားရမလဲဆိုရင်ပြောပြနေတာ ပထမအဆုံး basis အနေနဲ့က niche ကကိုငင်းကျင်တဲ့စကလုံးရဲ့ရှေ့ဆုံးမှာ어 sorry ကိုငင်းကျင်တဲ့စကလုံးရဲ့အရှိကက်ရက်ပေါ့နော်ငင်းကျင်တဲ့စကလုံးရဲ့အရှိကက်ရက်မှာနေတယ် buff ဆိုရင်တော့စားကြောင်းရဲ့နောက်ဆုံးမှာသွားနေတယ်အဲ့တော့ကိုငင်းကျင်တဲ့စကလုံးရဲ့အရှိမှာ niche ကိုထားလို့ရတယ် ကိုငင်းကျင်တဲ့စကားလုံးရဲ့အရှင်နော် niche ကလာထားလို့ရတယ်အဲ့ဒါနောက်တစ်ဆင့်ပေါ့နော်နောက်တစ်ဆင့်အနေနဲ့ထပ်တိုးပြီးတော့ပြောပြရကိုငင်းကျင်တဲ့စကားလုံးရဲ့အရှင်မှာ niche ကိုထားလို့ရတယ်အဲကိုငင်းကျင်တဲ့စကားလုံးဆိုတာအဓိကအိစာကြောင့်ရဲ့ keywords ပေါ့နော် keywords ကဘယ်ဟာလဲဒီမှာဆို peter ရဲ့ lient ရဲ့ chanel ရဲ့အဲ့စကားလုံးတုံးလုံးမှာဆိုတေးချတဲ့ niche က chanel ကိုပဲလာညင်းမှာ peter ကိုညင်းတာလည်းမဟုတ်ဘူး lient ညင်းမှာလည်းမဟုတ်ဘူး chanel ပဲဒါသူ့ရဲ့ keywords ပဲ peter ကလိလာတာမမြန်ဘူးလို့ပြောလိုက်မြန်တော့ဆိုရဲ့ Chanel ကိုပဲ niche ကလာညရမှာအဲ့တော့ကြောင့်မလို့ niche ကသူကအာအဓိက keywords ပေါ့နော်ကိုညင်းကျင်တဲ့စကားလုံးဒီပြောဆိုရဲ speaker ကဘာအောင်ညင်းကျင်တာလဲ speaker ကဘာအောင်ညင်းကျင်တာလဲသူညင်းကျင်တဲ့စကားလုံးရဲ့ရှေ့ကက်ရမှာလာနေရအကယ်၍များကိုက Peter Lee ရဲ့ Chanel ကတော့လွယ်တဲ့ရှာတတ်တယ်ကျန်တဲ့စကားလုံး each day ဆိုရင်မရှာတတ်တော့ဘူးပေါ့နော် each day om sex u auf ဆိုရင် aufstehen ညင်းမာလာ6နာရီမှောင်ညင်းမာလာမရှာတတ်တော်ဘူးဆိုရင်ကျွန်တော်ဘယ်လိုစဉ်းစားလို့ရလဲဆိုရင် a1 တော့ပါတော့မှာစာကြောင်းလေးညာလွယ်တယ် preposition ပါတယ်ဟုတ် preposition အရှိရနေတာညင်းလိုက် preposition တစ်ခုပါရင် လွယ်တယ် preposition ရဲ့အရှိရကညင်းလိုက် a1 ဆိုရင် preposition ကတစ်ခုလောက်ပဲလာသေးတယ်အဲ့ခါကျရင် preposition ရဲ့အရှိရနေတာကတ်ပြီးတော့ niche ကိုညင်းလိုက်အဲ့ဒီစာကြောင်းမှာရှိရ preposition ပါတဲ့ဟာ keywords ပဲဒါကလွယ်လွယ်ကူကူပဲပေါ့နော် um အဲ့တော့အဲ့လိုပုံစံလေးပေါ့နော်ဒါညင်လို့ရတယ်နောက်ပိုင်းမှာတော့ proposition တွေများလာတဲ့အခါကျရင်ကိုညင်းကျင်တဲ့စကားလုံးလေးရဲ့အရှိအာနေလာပြီးတော့ညင်လို့ရတယ်ဟုတ်နော်အဲ့တော့ကိုအဓိက speaker ရဲ့ပေါ် speaker ရဲ့ပြောတဲ့ပုံမှာမူတည်ရယ် speaker က तू ကဘောင်ညင်းကျင်တာလဲနော်တတ်မှတ်ထားမျိုးမရှိဘူးဒါပေမဲ့ဒီလိုမျိုးစာကြောင်းတူတူလေးမှာဆိုရင်တော့တေးချတယ် peter လေးက schnell ဆိုရင်တော့တခြားတော့မဟုတ်ဘူး schnell က keywords ပဲတခါလေးကြာရင်တော့ keywords ကကြော်ဒီလိုမျိုးအာ ဒါကြီးက keywords မှန်သိဒါကျန်တာကြီးကတော့သွားညင်းလို့လုံးဝမရအောင်ဟိုတော့ဒါမှမဟုတ် preposition ပါရင် preposition က keywords ဒါကတော့ keywords ကိုရှာတဲ့ပုံစံပေါ့နော်အဲ့တော့ keywords ရဲ့အရှိမကတ်ပြီးတော့ညင်းတယ် buff ဆိုရင်တော့စာကြောင်းရဲ့နောက်ဆုံးမှာသွားပြီးတော့ညင်းပါတယ်အဲ့တော့ဟုတ်ပြီ on page တန်းတန်းလုံးမှန်တွေကို ii နဲ့ပေါ့နော် ii နဲ့အဲ့တော့ဥပမာ this is i offer ဒါကတော့ပန်းတီတစ်လုံးပါပန်းတီမဟုတ်ဘူး this is kind offer ပန်းတီမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးကြောက်သွားတယ်အဲ့တော့ပန်းတီမဟုတ်ဘူး does is i offer ညင်းတယ်နော် does is kind offer doesn't offer ပန်းတီများဖြစ်ပါတယ် doesn't kind နဲ့ offer ခြာရေးလိုက်ပါမယ်နော်အဲ့တော့ does is i offer ပန်းတီတလုံးမှာပန်းတီမဟုတ်ဘူးဆိုရင် i offer က masculine ခါလေးပဲပန်းလိုက်ရုံပဲခိုင်း I fell ဒါကပန်းတီးမဟုတ်ဘူးဈေးသွားဝယ်တယ်ဟိုကပန်းတီးရှာတာအဲဒါပန်းတီးမဟုတ်သေးဘူးဒါပန်းတီးမဟုတ်ဘူး this is kind of a plural form ဆိုရင် unbestimmt plural form က article ထည့်စရာမလိုဘူး doesn't fell plural တွေကိုညင်းချင်အမြဲတမ်း kind နဲ့ fell doesn't kind နဲ့ fell ကျန်ပါမယ်နော်အာဆိုရင်ဒီလောက်ထိဆိုရင်တော်တော်ကြီးပြည့်စုံသွားပါပြီပေါ့နော်အဲ့တော့အဲ့တကြောင်မလို့အချင်းချုပ်ပြန်သွားရမယ်ဆိုရင် niche နဲ့ kind kind နဲ့ kind လို့ပဲပြောလိုက်မယ်နော် niche နဲ့ kind နဲ့ကအတိတ်ပဲတူတူပဲနှစ်ခုလုံးကညင်းတာပဲကွာချားတာက grammar ပဲကွာတာအဲ့တော့အဲ့ grammar ဆိုရင် niche ကဘာညင်းညင်းအကုန်လာညင်းလို့ရရယ်နော် buff ပဲညင်းညင်း adjective ပဲညင်းညင်း noun ပဲညင်းညင်းဟိုအချိန်ပဲညင်းညင်းနေရာပဲညင်းကြိုက်တာညင်းအကုန်ညင်းလို့ရရယ် niche က ုံညင်းကျင်တဲ့စကလုံးရဲ့ရှေ့ကပ်ရမှာနေတာ buff ဆိုရင်တော့စာချောင်းကြီးရဲ့နောက်ဆုံးကိုသွားတယ်ခိုင်းခိုင်းနဲ့ကတစ်ခုပဲညင်းလို့ရတယ် normal မှာ on page တင်ဆက် normal เนาะခိုင်းခိုင်းနဲ့ကတစ်ခါလေးကြာရင်ရှိရယ် normal ညင်းတယ်လို့ပါလို့ normal ညင်းတယ်လို့ကျွန်တော်မှတ်လို့မရအောင်เนาะ on page တင်ဆက် normal ညင်းတယ်လို့မှတ်ရမယ် on page တင်ဆက် normal ညို့ခိုင်းခိုင်းနဲ့ကလာညင်းတာအဲ့ဒီခါကျရင်ပုံမှန်တစ်ခုတစ်ကောင်တယောက် i i နဲ့ကိုခါလေးပေါင်းလိုက်ရုံပဲခိုင်းခိုင်းနဲ့ဖြစ်သွားတယ် အဲ့ဒါကြောင့်မလို့အဲ့ open ရှင်းတဲ့ nominal ကို niche ကညင်းလို့ရလားဆိုညင်းလို့ရတယ် grammar အရမှန်တယ်ကြားရတာတော့အဆင်မပြေဘူးကြားနေကြလည်းမဟုတ်ဘူးအဲ့ဒါကြောင့်မလို့ open ရှင်းတဲ့ nominal ဆိုရင်ခိုင်းခိုင်းလေးကိုပဲလာညင်းပေးမယ်ကျန်တာအကုန်လုံးကို niche ကိုညင်းဖို့ပေးလိုက်ပေါ့နော်ဒါလေးပါပဲအဲ့ဒီနေ့ video လေးကတော့ဒီလောက်ပါပဲပေါ့နော်အဲ့တော့ German တင်တဲ့နဲ့ပတ်သက်ပြီးတော့စုံစမ်းမယ်ဆိုရင် Facebook page က aesthetic touch မှာ zone class your zone group class your ဒါမှမဟုတ်ရင် စုံဝင်တက်ဖို့အချိန်အစမပြည့်တဲ့ចောင်းသားတွေကကြတော့ recording video class ပေါ့နော်အာအရာလေးကိုစုံစမ်းလို့ရပါတယ် Facebook page လေးဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီနေ့ video လေးကတော့ဒီလောက်ပါပဲနော်